ဘုရားလိုတ္တဝါကျင့်ကြင်ကြင်နဲ့မကြိုက်တဲ့တရားကိုပါခေါ်ကြမှာမှန်ပါပါ့။မတ္တတရား။ဟုတ်။ဒီနေ့ဆရာဝန်ကြီးဒီဝေနာကမ္မထံကိုမတ္တဖြစ်အောင်ငါသုံးပါးနဲ့ရွေးချယ်ပြီးကြလားခေါ်လာရဲဆိုတဲ့ဥစ္စာမှားရမှာဥပါဒ်။မှန်ပါ။ဓမ္မဟုတ်ဘူးနော်။မဟုတ်ဘူး။အနတ္တဖြစ်ခြင်းလို့ရှင်ဒီသုံးပါးနဲ့တော့ဘုရားနာ။မှန်ပါ။ ဒီဝေငါလေးတစ်ခုပေါ်လာဘာပေါ်ပေါ်မှန်တဲ့ပုဂ္ဂိုလ်လိုတန်းပေါ်လာတာလားမဟုတ်ဘူးသတ္တဝါကြိုက်တန်းပေါ်လာတာလားမဟုတ်ဘူးကိုယ်ရာဂနာကြိုက်တန်းပေါ်လာတာလားမဟုတ်ဘူးဒါဖြင့်ဓမ္မသဘောတန်းပေါ်လာတာမှန်ပါပါအဲဒါနဲ့အနတ္တပဲဆိုတော့အနာသုံးပါးနဲ့ဆက်ဆင်းလိုက်လို့ရှင်းရှင်းခန္ဓာရမဝေနာသုံးပါးလက်ပေါ်ပါတယ်ပေါ်တိုင်းပေါ်တိုင်းဟာဘာရဲ့လို့စဉ်းစားမနေသေးနဲ့ အနာဂမနဲ့မညီတော့ကြောင့်အဲအနတ္တဓမ္မသက်သက်သာပေါ်လာတယ်လို့ဥပဒါသုံးတဲ့ချက်ဆက်ရှုတဲ့ကမ္မအမှန်သဘောပါတယ်တရားလို့မှတ်လိုက်ချင်ပါနော်ရှုတဲ့ကမ္မအမှန်သဘောပါတယ်ရှင်းလိုက်ဝိညာဉ်ရုပ်ပေါ်လာတယ်ဆိုတော့ရှုနေတဲ့ပုဂ္ဂိုလ်ကြီးအလိုလားဟာဝိညာဉ်ရုပ်ရှင်းသေးလိုက်ရှုနေတဲ့ပုဂ္ဂိုလ်ကြီးအလိုနဲ့အလိုလား သူ့လူတိုင်းပေါ်လာတယ်လားရှိတယ်။အဲ့နဲ့ဆိုကြ။ဟုတ်ဘူး။မဟုတ်ဘူး။သူ့လူတိုင်းမဟုတ်ဘူး။ပုဂ္ဂိုလ်လူတိုင်းမဟုတ်ဘူး။မှန်ပါဘူး။ဒါကတော့ဘာတွေအများအကျိုက်လားလို့ကြည့်တာ။မှန်ပါဘူး။ဒါလည်းမဟုတ်ဘူး။သူ့တော်ကသူ့ရသူပေါ်လာတာပဲ။မှန်ပါဘူး။သူ့ကျင့်ဝါဒနာရှိနေတယ်ကိုကတ်ချက်လား။မကိုက်လို့ရှင်ဤသုံးပါးနဲ့ဆက်ဆဲလို့ရှင်ဘောရဓမ္မဟာအနတ္တဖြစ်ရတာသဘောပါကြရလား ပုဂ္ဂိုလ်တို့တ attva ကျင့်ကျင့်ကြင်နဲ့မကြိုက်တဲ့တရားပါခေါ်မယ်။ဒီကြောင့်မှာရဲ့ဒီရကြိုက်။ငါကဘယ်လိုလဲ။မြတ်ဗုဒ္ဓဆွေးနွေးပါလားပုဂ္ဂိုလ်တို့သာသနာ့ရှင်တွေကိုကြားရတာ။အဲဓမ္မရေးတစ်ခုပေါ်ရရရပေါ်လာပေါ်လာနာပေါ်လာပေါ်လာရအယံငါတို့ကြားရမှဖြစ်တဲ့ဥပ္ပခါပဲပေါ်လာပေါ်လာ။ ဘောဇင်းမှာပေါ်တာဒီသုံးမျိုးနဲ့ဆက်ဖြစ်ဟုတ်ပလားဒီသုံးမျိုးနဲ့ဆက်ဆွဲလိုက်တဲ့အခါကျရင်ဒီသုံးမျိုးနဲ့ကခုမှညီမှာမဟုတ်ဟုတ်ပုံလေတော့မဟုတ်ဘူးဒီကမာရီကတော်တော်ကျဲတယ်အဲသူ့ပြန့်စေဝါဒနာနဲ့ကိုက်ကြတာမကိုက်ရခြင်းပေါ်လာတဲ့ဓမ္မလေးဘယ်နဲ့ဆက်အနတ္တာလို့ဆိုတော့ဩအဲဓမ္မလေးဆိုင်ရင်းများမှာတော့စဉ်းစားကြည့်ပါလား ဆိုင်ရတဲ့ငောင်းလာတဲ့ငောင်းတဲ့ဒုက္ခဝေဒနာလေးဟာလေပုဂ္ဂိုလ်လိုရောဟုတ်သေးရဲ့လားမှန်ပါဘူးတတ္တဝါကြိုက်မှန်ပါဘူးဒါကျင်းကြိုင်နေတော့ကြိုက်ကြလားမကြိုက်တော့ငောင်းတဲ့ဝေဒနာလေးပါဆုံးနတ်တာသေလိုဝန်းနေတာဟုတ်လားမှန်ပါဘူးဝန်းနေလာတယ်ဝန်းနေတဲ့ဇောနာကဝေဒနာလေးပေါ်လာတယ်ဝန်းနေမှာပုဂ္ဂိုလ်လိုတိုင်းပေါ်လာတာလားဟုတ်ပါဘူး သတ္တဝါကြိုက်တာဟုတ်ပါဘူးအဲဒါချင်းကြိုက်တယ်ပေါ်လာတာဟုတ်ပါဘူးဟုတ်ပါဘူးတဲ့အာယုံသွားတာကအာယုံကသိစေလိုက်ခြင်းနဲ့တည်းနဲ့ပေါ်လာတာဟုတ်ပါဘူးအဲဒီကြောင့်တော့အနာကုံမနဲ့ဆွဆဲလိုက်လို့ရှင်ပေါ်လာတဲ့ဓမ္မပါခေါ်ကြမယ်အဲဒါကြောင့်ဘာပေါ်ပေါ်ဒီသုံးပါးနဲ့ဆွဆဲလိုက်လို့ရှင်ဖြင့်အနတ္တဆိုတာဓမ္မကပြောပါတယ်ပြန်မလားအနတ္တဆိုတာ သမာပြောတယ်ဆိုတော့ခန္ဓာကိုယ်တစ်ခုလုံးမှာဘာလို့ဖြစ်သွားကြုံဆိုတော့မှာပုဂ္ဂိုလ်လည်းမရှိဘူးတ attva လည်းမရှိဘူးကိုယ်အကျင့်ကိုယ်အကျင့်နဲ့လိုက်တာလည်းတစ်ခုမှမရှိတော့ရောက်ခန္ဓာကိုယ်တစ်ခုလုံးကိုသတ္တေဓမ္မအနတ္တဉာဏ်တော့ပေါ့ရှင်းရတယ်သတ္တေဓမ္မအနတ္တအံကြကြ ဘူး။ဘုရားမနတ်တာဒီလိုလုံးသိနေတဲ့ခဏနာဝဟာဟောစစ်စိမ်ဘယ်ထဲဝင်သွား။သဗ္ဗေဓမ္မာ။အဲ့ဒီကောင်။ဒီလိုလုံးအရှင်းနေတဲ့ရုပ်ဘက်ကကြီးကြီးဝေနာဘက်ကကြီးကြီးပညာဘက်ကကြီးကြီးခြေနာဘက်ကကြီးကြီးတဏှာကဏဘက်ကကြီးကြီးပေါ့ဗျာ။ဝိညာဉ်ကဏဘက်ကကြီးကြီးကြီးပြန်တာကြီး ခန္ဓာကောင်းမှန်ပုဂ္ဂိုလ်လိုတစ်ခုမှမပါဘူးသတ္တဝါကျင်းတဲ့တစ်ခုမှမလိုက်ဘူးလက်ခဲလားကိုကျင်းပြိုက်တဲ့ပေါ်လာတယ်ဟုတ်ကဲ့အဲဒါကြောင့်ဤသုံးကျင်းတဲ့စစ်သေးချက်ပုဂ္ဂိုလ်လိုသတ္တဝါကျင်းကျင်းတဲ့မကြိုက်တာရှိရှိမကြိုက်တာရှိရှိသားကြောင့်ခန္ဓာကောင်းဘောသေးဘာဆိုကြကျန်လေအဲ့ဒါနေမကောင်းတာခမရပုဂ္ဂိုလ်လိုတဲ့ဟုတ်ကဲ့လားခမရအကျိုက်ရော ။ခင်ဗျားကအကျင့်ကျင့်နေလို့ဖိုက်တယ်။ဟုတ်ပါဘူး။ဒါရင်ဘာဖြစ်နေတာ။မတ္တဗျာဘာနာဟော။အဲမင်းတို့ကဘာလုပ်နေနေကွတကူလုံးကအနတ္တမင်းတို့အလိုမင်းတို့အကျိတ်မင်းတို့ကျင့်နေတော့ဘုရားမတိုင်မှာမဟုတ်ဘူး။ဆိုရဲကလည်းခန္ဓာကပြောနေ။ဟုတ်ပါဘူး။ရှင်းမလား။ရှင်းပါဘူး။ခန္ဓာကပြောတဲ့အခါကျတော့ဩဒါကကျဘုန်းကြီးဟောနေတာဘုဂ္ဂိုလ်လူတ attva ချင်းကျင့်ကြိမ်နဲ့မကြိုက်တဲ့အနတ္တကိုဟောနေတာကို ရှင်းနေတရားမှန်ပါရှင်းမှန်ကောင်းပြီတဲ့တနည်းငါတာကိုခေါ်လိုက်မယ်ဒါကသူပေါ်လာတဲ့ဓမ္မလေးခင်ဗျားသုံးညနဲ့ဖြစ်သေးမှန်ပါရှင်းမှန်သူပေါ်လာတဲ့ဓမ္မလေးကိုတဲ့တကားဓမ္မေနတ္တနဲ့ဝေဘံပိရိကလာဘုရားဟောတယ်ပြန်ရှိသေးတယ်သမ ्या နတ္တနဲ့ဝေဘာတော့ဘယ်လိုဝေဘာပါလဲမလို့ဆိုတော့ ဝိညာဉ်ကြောင့်ဒုတိယကွာမှာတရားဓမ္မတို့ရှင်းသာဝိညာဉ်ကြောင့်ပါဖြစ်သလိုဒါဖြင့်ဝိညာဉ်ဖြစ်ရဲ့နိုင်ထို့ဝိညာဉ်ဖြစ်ရဲ့ဩဒါနဲ့ကြည့်လိုက်ကြံတော့လေအကြောင်းချုပ်အကြောင်းဖြစ်လို့ကျိုးဖြစ်အကြောင်းချုပ်လို့အာဒီနတ်တယ်ဆိုမျိုးအကြောင်းဖြစ်တော့ရော အကြောင်းချုပ်ပေါ်ကြအာဒါဖြင့်ဒီနတ်တာကတော့ဖြင့်အကြောင်းနတ်တာမို့ဇောနတ်တာပါလားဆိုတော့ခဏခဏလည်းတမျိုးနတ်တာကျန်တော့သူသူပါပဲအနတ်တာကျန်တော့သူသူပါပဲနော်အကြောင်းအနတ်တာမို့ပါဝိညာဉ်ကလည်းမင်းကြီးပြင်ထားတာဟုတ်ကဲ့လားဟုတ်ပါဘူးအဲဒီကလည်းနတ်တာနော်ဒီကပြင်တဲ့နာယုကရဲ့ဓမ္မတို့ အနတ္တဝင်ကြတယ်။သဝိညာဉ်ကကမင်းနေတဲ့တဲ့ပေါ်လာတာမဟုတ်ဘူး။ဒါကဝိညာဉ်ကပြလိုက်တဲ့နာယုတ်ကလည်းတဲ့မင်းနေတို့နဲ့ပါဆိုင်တယ်။အဲဒါဝိညာဉ်နတ္တမို့နာယုတ်။အဲဝိညာဉ်ကသိရင်နာယုတ်ကဆက်လိုက်။ဝိညာဉ်ကဆိုရင်နာယုတ်။သတ္တရိဥရတန်းဆက်လို့ခြင်းဝိညာဉ်ရိဥရကျရမဖြစ်ဘူး။ဖြစ်ပါဘူး။အဲနာမရှိကြနဲ့ဒီကြရမှာ။ ငါဆုတ်လို့ရရဲ့ငါဖြစ်စီခြင်းလို့ဖြစ်တာလို့လာနိုင်ရဲ့မလာနိုင်တော့ကြောင့်ဩအကြောင်းကဖြစ်စီလို့အကျိုးဖြစ်တာပဲအကြောင်းဆုတ်လို့ဆုတ်ဆုတ်တာပဲဆိုတော့အကြောင်းကျိုးပြတာရှိတယ်အနာကအကြောင်းနာတာကိုအကျိုးနာတာဆိုတာပဲရှိတယ်ဆိုတာဉာဏ်ကနေဝေဝံလိုက်ပြန်တော့ဒီကောင်ကငါငါဥစ္စာဆိုတဲ့အတ္တနဲ့အတ္တမြတ်ဖြစ်သွားတယ်နတ်တဲ့ညာပေါ့ မပေါ့ဘူးလားအဲဒီလိုတက္ကဉာဏ်နဲ့ဝေဖန်လိုက်တဲ့အခါကျတော့ယောနရိဇာနရတဲ့ဝေနာလေးပေါ်လာကြတယ်တခုခုနဲ့ရှင်းလို့ပဲဟမ်နားတော့ဝေနာလေးပေါ်လာကြတယ်ခန္ဓာဖတ်တဲ့ပြည့်ဝေနာဘုနာဘာဖြစ်ပါလိမ့်မလုံးလုံးမနေပါနဲ့အတ္တရဲ့ဖြစ်ွယ်တခုခုနဲ့ရှင်းလို့ဝေနာပေါ်ရခြင်းဖြစ်ပါလိမ့်နာငါဘာဖြစ်ပါလိမ့်မလုံးလုံး ဘယ်ဓမ္မတွေကဒီစံမချုပ်ပါနဲ့သတ္တတခုခုမရှိဘဲနဲ့ဟုတ်လားသူလေးနဲ့တော့ဘုမကွင်းငယ်ကြီးဆက်ရှိပြီးပြင်းနေတဲ့ကောင်အိုကျန်းလေးနဲ့တော့ခါကရှိတဲ့ဖတ်တာတွေပေါ်လို့တော့ဝေဒနာပေါ်တယ်နမယံပေါ်စရာမြင်လေးရဲ့ဒါကသတ္တကြီးဆရာဘာသာနေရတာဝေဒနာနေရတာဆိုတော့ဩော်ဒါချင်း ဒီဓမ္မတွေမှာသင်တဲ့ငါးဝမဖြစ်နိုင်တဲ့အနတ္တဆောပြန်တာပဲမှန်ပါဘူးဒီမှာဖတ်တိုင်းမှန်ပါဘူးဒါကြောင့်ဓမ္မတွေများတယ်ငါးဝမဖြစ်နိုင်ဘူးဖြစ်နိုင်တယ်ဘယ်လိုမဖြစ်နိုင်ဘူးတဲ့ဒီပြိဿဓမ္မဥပဒုတိယကောမှာဆရာကြီးဆရာဝေဒနာဆိုတော့ဟောပြကြောင့်ဝေဒနာဖြစ်ပါတယ်လို့ဘုရားကဟောတယ် ဒါဝေနာလေးပြောရတာလူလူရောက်တာလားလို့မေးတဲ့အခါကျဖဿနေရတာဟောအဘကချုပ်လို့ဝေဒနာချုပ်ဆက်ပြန်ဒီစရမှာအကြောင်းဘဒရှိလို့ဒီဝေဒနာဖြစ်တယ်အကြောင်းဘဒချုပ်လို့ဟောနာကိုဝင်လို့မရဘူးနာဥစ္စာဆိုတော့ဝေးရောငါတောင်းဝင်ကမရပါဘူးဆိုတော့ပေါ်လာဆက်တာပြန်ဒီနတ်တက်က ပုဂ္ဂိုလ်သတ္တဝါမရှိနိုင်တဲ့အနတ္တမှာပြရနော်ပုဂ္ဂိုလ်သတ္တဝါဝင်ဆုံးလို့ရတယ်ပြရပြိဿမောကနဲ့ကြာသဘောပါဟုတ်ပါဒါဖြင့်လက်ပုဂ္ဂိုလ်သတ္တဝါပုဂ္ဂိုလ်ရသတ္တဝါတိတ်ရှင်းရဲ့ကိုမလိုက်တဲ့အနတ္တကခန္ဓာကြည့်ပြီးကြတာဟောပုဂ္ဂိုလ်လည်းမဟုတ်ပါလားသတ္တဝါကျမဟုတ်ပါလားသူရှင်းရဲ့နဲ့သေရောလည်းမဟုတ်သေးတော့ ကိုယ်ကျင်နဲ့နှိုင်းချိန်ကြီးကိုယ်ကျင်နဲ့နှိုင်းချိန်ကြီးအနတ္တအဲ့ဒီနတ္တကတမျိုးနော်အခုရောနတ္တကတော့မဟုတ်ဘူးတဲ့ဘုဒ္ဓဘာသာကိုကြားမွန်နေအောင်ငါဘုရားနည်းနည်းမရှုပ်နိုင်အောင်ကြားမဖို့နေအောင်ပဒါဖြစ်လို့ဖြစ်တယ်နော်ဘာသာဆုံးလို့ဒါဖြင့်ဘုဒ္ဓဘာသာနဲ့ရှားဝင်ရရှိသေးရှိပါဘုရားဓမ္မတော်တဲ့ အကြောင်းဓမ္မကဖြစ်စေလို့အကျိုးဓမ္မဖြစ်စေရတဲ့အကြောင်းဓမ္မထုတ်လို့ဘုရားဓမ္မထုတ်တာပဲလို့ဆိုတော့နာမဝင်နေဘောထားတယ်အနတ္တာသဘောကျအဲဒါဖြင့်ဘယ်မှာလဲဒီနတ္တာသဘောကျလဲတခြင်းတဲ့ခင်ဗျားတို့မှာသက္ကရာရိရှိတဲ့ရှင်ဥစ္စေရာရိရှိတဲ့ရှင်မှန်ပါ ဒီမတ္တသဘောကြားကြပါလေသုတ်တရားလေးဒီကဲရှင်းအမလေးမနံဖက်တံပါလာမောင်ဖြစ်နေသောတရာသင်ကြီးအကြောင်းဖြစ်တော့ဟုတ်မပြောဖြစ်အကြောင်းပါသောဖြစ်တော့ဒီလိုရနာဖြစ်တယ်ဆိုတဲ့ခြင်းတဲ့ဒီစင်းလာကြည့်ပါလားတဲ့ အကြောင်းကတော့သေလိုကျိုးဝေဒနာဖြစ်ပါတယ်ဆိုတော့ဩသူတို့အကြောင်းကျဆက်နေကြတာကိုသိအကြောင်းဖြစ်ရင်ကျဖြစ်တာပဲဆိုတော့ရှင်းဖြင့်အဖြစ်မြင်လို့ဖြင့်အုတ်ထေတာရှင်းသွားပြီရှင်းသေးဘူးလားရှင်းပါပါအတ္တကြောင့်ဝေဒနာဖြစ်တာကသေလိုဒီကြတာအကြောင်းကျိုးပြတ်သေးရဲ့မပြတ်တော့ဘူးပြတ်တယ်လို့ယူကြအုတ်ထေတာကြီးရှင်းသွားရှင်းသေးဘူးလားရှင်းပါပါ ။ဒါကြောင့်ထုတ်သွားလို့ရှင်းရတယ်မှန်ဖြစ်ပါရဲ့။အကျိုးထုတ်သွားတယ်ဆိုတော့ရှင်းရတယ်ခိုင်နေတဲ့သတ္တရရှင်းရတာ။ဟမ်မှာခိုင်နေတာတွေရှင်းရတယ်ဖတ်တာလည်းခိုင်နေတယ်ဝေဒနာလည်းခိုင်နေတယ်လို့ဒီလိုယူဝါဒရှိသေးရဲ့ဒါဗေဒိတိကျန်သွားအဲ့ဒါကျင်းဒီကုနောက်ပြောတဲ့အိဗယ်နဲ့ ခန္ဓာကစပြီးပြောခဲ့တဲ့အဓိပ္ပာယ်နှစ်ခုစလုံးကိုနားလည်ရလို့ရှင်းရင်ဖြင့်သတ္တရနဲ့ဥစေတာရှင်းသွားလို့ဘောကြသတ္တရီရောကြောင့်ဖြစ်လို့ရှင်ဝေနာရီရောကြည့်ရမှဖြစ်ဘူးရှင်းပါဘူးအင်းငါမရှိကြနဲ့ဒီကြားထဲမှာငါရှိလို့ရတယ်ရဲ့ငါဖြစ်စီရင်လို့ဖြစ်တာလို့လာနိုင်ရဲ့မလာနိုင်တော့ကြောင့်ဩအကြောင်းကဖြစ်စီလို့အကျိုးဖြစ်တာပဲအကြောင်းချုပ်လို့